င်္ဂလာပါခင်ဗျရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြမအရေးအရေးယူဖြည့်ရှင်းဆောင်ရွက်ဖို့ထပ်မံကြာရှုံးခဲ့တဲ့အာဆီယံအဖွဲ့ကိုအကြံဖတ်စစ်ကောင်စီကလှောင်ပြောင်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်လိုက်ပါတယ်မကွေးအချင်းထောင်ရဲ့မျက်နှာချင်းဆိုင်ရက်တရင်ကို PDF တွေတိုက်ခိုက်မှုအပြီးထောင်ပိုင်းနဲ့အချင်းဥစည်းဌာနဝန်ထမ်း26ဦးကိုစစ်ကောင်စီတပ်ကသူ့လူအချင်းချင်းပြန်လည်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာရေးအေးအယူဖြည့်ရှင်းဆောင်ရွက်ဖို့ထပ်မံကြရှုံခဲ့တဲ့အာဆီယံအဖွဲ့ကိုအကြံဖက်စစ်ကောင်စီကလှောင်ပြောင်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်လိုက်ပါတယ်။ဒါကတော့မေလ26ရက်နေ့နဲ့28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာနှစ်ရက်တာကျင်းပပြုလုပ်ခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကနေမြန်မာအရေးကိုအေးအယူဖြည့်ရှင်းဖို့ထပ်မံကြရှုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဝေဖန်လိုက်ပါတယ်။အဲဒီ ASEAN ထိပ်သီးအစည်းအဝေးကနေမြန်မာရေးနဲ့ပတ်သက်ပြီးအတိတ်ပဲပြေးွားတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်မဲ့အခွင့်အရေးကိုနောက်တစ်ကြိမ်လွဲချော်စေခဲ့တယ်လို့ ASEAN ခေါင်းဆောင်တွေဟာအပေါင်းအဝင်နဲ့မြန်မာနိုင်ငံဆိုင်ရာဘုတ်ဘောတူညီချက်၅ချက်ကိုသာဆက်လက်ကင်ဆွဲပြီးတော့အနှစ်သာရမရှိဘဲထပ်တလဲလဲပြောဆိုနေကြစကားတွေတဲကနေမကြော်လွှားနိုင်ခဲ့တဲ့အပြင်အာဆီယံရဲ့၄နှစ်တာကြာရှုံးမှုတွေကိုပို့ပြီးတော့တောင်ဆိုးရွားစေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကတည်င်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုမြန်မာအရေးအတွက်အရေးယူဖြစ်ရှင်းဆောင်ရွက်ဖို့ထပ်မံကြာရှုံးခဲ့တဲ့အာဆီယံအဖွဲ့ကိုဇေကောင်စီကတော့အယက်သားပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ပြပြီးလှောင်ပြောင်နေတယ်လို့ဖြစ်နေတယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီကဝေဖန်ပြောဆိုလိုက်ပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မကွေးအချင်းထောင်ရဲ့မျက်နှာချင်းဆိုင်ရဲတရင်ကို PDF တွေတိုက်ခိုက်မှုအပြီး ထောင်ပိုင်းနဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစေကောင်းစီတပ်ကသူ့လူအချင်းချင်းပြန်လဲဖမ်းဆီးထားတယ်လို့အချင်းတောင်တရင်ရှိမြစ်ကပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကပဲမကွေးအချင်းတောင်နဲ့မျက်နှာချင်းဆိုင်ကအမှန်25ရက်တရင်ကို PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအပြီးမှာပဲစစ်တပ်ထောက်လိုင်းကြီးကမကွေးအချင်းတောင်အတွင်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ထောင်ပိုင်းနဲ့အချင်းဦးစီးဝန်ထမ်း26ဦးကိုသူ့လူအချင်းချင်းပြန်လဲဖမ်းဆီးထားတယ်လို့အချင်းတောင်တရင်ရှိမြစ်ကပြောထားပါတယ်။ လက်ရှိမှာတော့မကွေးထောင်ပိုင်းအပါဝင်ဝန်ထမ်း26ဦးစလုံးဟာစစ်ဆေးမှုတွေဆက်လက်ခံနေရတဲ့အချိန်အကျဉ်းထောင်အတွင်းလက်ပေးလက်ယူမှုတွေပါထပ်ပြီးပေါ်လာသလိုအဲဒီကထောင်ပိုင်းကတော့အင်းစိန်ထောင်ကနေပြောင်းလာတာလာပိုင်းလောက်သာရှိသေးပြီးအခုတော့သူတို့စစ်တပ်ဘက်ကလူအချင်းချင်းပဲပြန်ဖမ်းတာကိုခံထားရတဲ့အပြင်အဲ့ဒီထောင်ပိုင်းနဲ့ဝန်ထမ်း26ဦးစလုံးကိုအခုဇွန်လ6ရက်နေ့မှာအမိန့်ချမယ်လို့လည်းတိထားရတယ်လို့အကျဉ်းထောင်တည်င်းရေးမြစ်ကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့မကွေးတိုင်းကပခုတ်ကူမြို့နယ်စင်မင်းကျေးရွာကိုရောက်လာတဲ့အချက်ပစကောင်စီလက်အောက်ခံပြူစောတီကား၂စီကိုတော်လိုင်းဤတပ်တွေကကြာပြတ်တိုက်ခိုက်မှုအတွေ့ပြူစောတီခေါင်းဆောင်ကျော်စိုးနိုင်အပါဝင်၄ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်နှစ်လက်ကိုပါတင်စီရရှိခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပကပတာဝန်ရှိသူတို့ကရင်ကုန်ခစ်တက်ကိုပြောပါရတယ်။ဖြစ်စဉ်ကတော့ဇွန်လ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပကောက်ကူမြို့ကနေစင်မင်းကြေးရွာဂိတ်စခန်းမှာတာဝန်လဲဖို့ဆိုပြီးစစ်ကောင်စီလက်အောက်ခံပြူစော်တီ၈ဦးပါကာနစီကိုဒေါ်လန်ရီတပ်တွေကလမ်းကနေကြပြတ်တက်ခိုက်ချေပုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွင်းပြူစော်တီကာနစီလုံးဟာလမ်းဘေးမှာထိုးရက်သွားတဲ့အပြင်ကားပေါ်မှာပါလာတဲ့ပြူစော်တီကောင်းဆောင်ကြော်ဆိုးနိုင်အပါဝင်၄ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးကျန်တဲ့ပြူစော်တီ၄ဦးကထွက်ပြေးသွားတယ်လို့ကာနစီကတော့တဲလို့မရတဲ့အတွက်ထားခဲ့ရပြီးတနက်နယ်လက်ကိုတော့တင်းစီရရှိခဲ့တယ်လို့ မကောက်ကူမျိုးနဲ့ပကပတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကငစုံမြို့နယ်နဘဲပင်ကြေးရွာနဲ့ကြောက်တိုင်ကြေးရွာကိုအကြံဖက်စကောက်စီတက်ကဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးငယ်တအုပ်အပါဝင်ပြည်သူ၃ဦးဒဏ်ရာရထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ၂ရက်နေ့မနက်ပိုင်းမှာပဲ အကြပ်ဖက်စကောင်စီတပ်ကအရတပြည်သူတွေနေထိုင်ရာငစုံမြို့နယ်နဘဲပင်ကျေးရွာနဲ့ကြောက်တိုင်ကျေးရွာကိုဒရုန်းတွေလက်နက်ကြီးတွေနဲ့ရေရွံချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီရဲ့အကြပ်ဖက်တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တအုပ်အပါဝင်မိသားစုဝင်၃ဦးဒဏ်ရာရထားပြီးပြည်သူတို့ချို့လဲဘေးလို့ရာကိုမိုးရွာနေတဲ့ကြားတွေကတင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ ကချင်းပြည်နယ်မြစ်ကြီးနားမြို့မှာ AR မြစ်ရေကစိုးရင်ရေအမှတ်ထက်ကျော်လွန်သွားပြီးတပေခွဲကမြင့်တက်မယ်ဆိုပြီးတော့ပါမိုးစလားကတတိပေးထားသလိုလက်ရှိမှာတော့ရေပေးဒုက္ခတဲ့အများပြားရှိနေတယ်လို့လည်းပရိုက်တာအဖွဲ့ဝင်တဦးကပြောပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ9ရက်နေ့မနက်အစောပိုင်းမှာပဲကချင်းပြည်နယ်မြစ်ကြီးနားမြို့မှာ AR မြစ်ရေဟာစိုးရင်ရေအမှတ်1200အထက်ကိုမြင့်တက်လာတဲ့အတွက် လာမယ့်တရက်အတွင်းတပေခွဲကဝင်းကျင်လောက်အထိမြင့်တက်နိုင်တယ်လို့မိုးစလားကတတိပေးထားပါတယ်။လက်ရှိမှာတော့ ဲ့လိုမြင်းကြီးနားမြို့မှာအရာရီမြင့်ရင်မြင့်တက်မှုကြောင့်အနေပိုင်းရက်ွက်တွေတဲ့ရေကြီးမြင့်မြုပ်မှုတွေဖြစ်ပွားနေပြီအဲ့ဒီကအလေကုန်းကျပောင်းချမ်းရမ်ဘူးမြို့တက်တဲ့ဂျာမိုင်းကောင်အပါအဝင်ရက်ွက်ပေါင်းခုနှစ်ခုလောက်မှာရေပင်ဒုက္ခရောက်နေကြပြီကဲဆယ်ရေးလဲအလုံလောက်မရှိဘူးလို့မြင်းကြီးနားမြို့အခြေစိုက်ကဲဆယ်ရေးလှုပ်ဆောင်နေတဲ့ပရိုက်တာအဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျအခုတခါနိုင်ငံတကာသတင်းပတ်မှာတော့ ရုရှားနိုင်ငံရဲ့ဘုံကျဲလေယာဉ်တွေအပါအဝင်လေယာဉ်အစီး40ကျော်ကိုယူကရိန်းနိုင်ငံက drone စစ်စင်ရင်းနဲ့ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့ဇွန်လ1ရက်နေ့ဖြစ်တဲ့မနေ့ကပဲယူကရိန်းနိုင်ငံကနေရုရှားနိုင်ငံမှာရှိတဲ့လေတပ်နဲ့လေဆိပ်တွေအနီကိုကြိုတင်ဆေးလွတ်ထားတဲ့ truck ကားတွေဘောကနေ drone အစင်းရာချီနဲ့ရုရှားလေတပ်၄ခုထပ်မနေ့ကိုတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံရဲ့ဘုံကျဲလေးရင်40ဇီးကိုဖျက်ဆီးနိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ9ဘီလီယံဝန်းကျင်ဘူးလောက်အထိဖျက်ဆီးသွားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။အဲ့ဒီလိုယူကရိန်းနိုင်ငံဘက်က drone နဲ့တိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးကိုပင့်ကူအိမ်စစ်စင်ရေးဆိုပြီးအမိပေးထားသလိုဈေးပေါ်တဲ့ FPP drone တွေနဲ့သာတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီစစ်စင်ရေးအတွက်အချိန်18လကြာစောင့်ဆိုင်းပြင်ဆင်ခဲ့ရတယ်လို့လည်းနိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ